။ဒါမဲ့ဆိုရသည့်လက်ထက်မှာနိုင်ငံရေးရောစီးပွားရေးပါတည်ငြိမ်မှုရှိနိုင်ရင်မြန်မာဟာအာရှမှာစီးပွားရေးအလင်းမြန်ဖွံ့ဖြိုးလာတဲ့နိုင်ငံတွေစီးရင်လည်းပေါဝင်လာဖို့ရှိတယ်လို့စီးပွားရေးလေးလာကျွမ်းကျင်သူတွေကပြောဆိုလိုက်ပါတယ်။ဥတိုက်စင်ကသတင်းပေးပို့ထားတာပါခင်ဗျာ။ပြည်တွင်းမှာပြီးခဲ့တဲ့ရွေးကောက်ပွဲရလဒ်အရနိုင်ငံပါတီကိုတည်တည်ငြိမ်ငြိမ်နဲ့အုပ်ချုပ်ရေးအာဏာလွှဲပြောင်းပေးလာတဲ့ပေါ့နိုင်ငံတကာကချီးကျူးပြောဆိုမှုတွေနဲ့အတူပူညီပေးဖို့လည်းရှိနေတာပါ။ဒါကြောင့်လာမယ့်ဆိုအပ်တဲ့လက်ထက် နိုင်ငံရေးပါဝင်တိုင်းပြည်ရဲ့စီးပွားရေးကလည်းတည်ငြိမ်မှုရှိလာမယ်ဆိုရင်မြန်မာဟာ Asian Tiger စီးရင်ထဲမှာပါဝင်လာဖို့ရှိတယ်လို့စီးပွားရေးလေလံကြွင်ကျင်သူကသုံးသပ်ပြောပါတယ်။ဒါလာတွေကတော့နိုင်ငံခြားကလည်းကြည့်နေတာပေါ့လေနိုင်ငံခြားကလည်းအကယ်၍ဒီဆိုကဒုတိယပထမဒီအရသာဆိုကပေါ့လေအဲ့ဒီကနေဒုတိယအကြိမ်ပိုပြီးပြင်းပြင်းနဲ့ရသာဆိုကပေါ်လာတဲ့အခါမှာသူလည်းဝင်လာဖို့ရှိတယ်ဆိုရင်တော့เนาะအလားလာပြီးတော့ကောင်းပါလေเนาะ တော့ဒီဥစ္စာလည်းအခုကျတော့ transformation မှာလည်းဟိုခုနလိုအေးအေးချမ်းချမ်းနဲ့နော်ဒီဘက်ဆိုတာဟိုဘက်ဆက်ပြောင်းခုပြောင်းပြီးမယ်ဆိုတော့လေဒီဥစ္စာနဲ့ရှေ့လာမယ့်ကိစ္စကတော့ခုနအသေးထားမှာတော့ political stability ရယ် macroeconomic stability ရယ် economic infrastructure လေးတွေကိုပြည့်စုံအောင်လုပ်လိုက်ရင်တော့ Asian Tiger စီလည်းမှာတို့ကတတိယဒွဲရနေဒုတိယဒွဲတော့တက်လာလိမ့်မယ်လို့ထင်ပါတယ်နော်ဒီပြင်ရန်ကုန်ခြေဆိုင်ကမ္ဘာပံရုံးခွင့်ကလည်း မြန်မာနိုင်ငံကိုစီးပွားရေးဆိုင်ရာမူဝါဒတွေနဲ့ပတ်သက်ပြီးဤပညာပိုင်းဆိုင်ရာနဲ့အကူအညီတွေဆက်လက်ပေးသွားဖို့အတွက်မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကစီးပွားရေးကော်မတီနဲ့နှစ်ပတ်တွေ့ဆုံဆွေးနွေးမှုတွေရှိနေပါတယ်။ engage with the um, economic committee of the ကျွန်တော်ဝင်တဲ့ NMD လက်ရှိ um CY company ကရှင်းပြလာ talking about the what their thinking is what are you doing you were doing the dollar in Saya and also uh the changing idea what are the policies what are the opportunities what are the trade facilitation of strength to our the environment operating environment the government account the government account လိုရတဲ့ custom ရှင်းလင်းလို့ discussion တွေတာတော့ကျွန်တော်တို့သိပ္ပံဆောင်ရုပ်ဆောင်တွေဒီအရေးပိုင်းကျွန်တော်တို့ analysis ဆိုင်ရာဒီဒါတွေကျွန်တော်တို့ရှင်းလင်းရတာရှိပါတယ်လက်ရှိမှာဆိုရင်လေရှေ့အာရှရဲ့ Pacific Data ဆိုင်ရာကမ္ဘာပန်ဒူဥက္ကရာကမြန်မာနိုင်ငံကိုအကူအညီတွေဆက်လက်ပံ့ပိုးပေးသွားဖို့အတွက်နိုင်ငံပါတီဖြစ်တဲ့ NLD ဖွဲ့ချုပ်ခေါင်းဆောင်အပါအဝင်စိုးရအဖွဲ့အစည်းနဲ့နေပြီးတော့မှဖေဖော်ဝါရီလ22ရက်နေ့ကပဲတွေ့ဆုံဆွေးနွေးခဲ့ပါတယ်ဒီတွေ့ဆုံမှုမှာမြန်မာနိုင်ငံအတွက်လူရန်အကျိုးဖြစ်ထွန်းစေမယ့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ ဆင်းရဲနှောင့်မှားမှုတိုက်ပျက်ရေးအစီအစဉ်ကိုလည်းကမ္ဘာ့ဘဏ်အုပ်စုတွေကဆက်လက်အားပေးကူညီသွားဖို့ရှိတဲ့ကြောင်းထပ်မံတပြည့်ပြောဆိုခဲ့ပါတယ်။ကမ္ဘာ့ဘဏ်ကထုတ်ပြန်တဲ့အစီရင်ခံစာရမြန်မာနိုင်ငံမှာလူတူးချင်းရဲ့တနစ်တာဝန်ကငွေမြင့်လူတန်းစားကအမေရိကန်ဒေါ်လာ12000ကျော်ရှိပြီးလူလက်တန်းစားကကန်ဒေါ်လာ4000ကျော်နဲ့အခြေခံလူတန်းစားကတော့ကန်ဒေါ်လာ1000ကျော်သာရှိပါတယ်ခင်ဗျာ။ကျွန်တော်တိုက်စင်တင်ပြပို့ထားတာပါ။